အားလုံးပဲမင်္ဂလာပါရှင့်အခုဒီကလစ်လုံနေထိုးပြမယ်လို့ပြောထားတာအဲ့ဒါလေးကိုထိုးတာပြမယ်နော်ဒါအောင်ထိုးဖို့အတွက်ကိုအမမက်ကတ်တွန်ချီသုံးရတယ်နော်မက်ကတ်တွန်ဒီချီလေးဒါဝယ်ရလွယ်တယ်နော်အဲ့ဒါလေးကိုသုံးရပါမယ်အခုစပြီးတော့ထိုးတာပြမယ်ဖူမီကိုဖူမီစပြီးယူမယ်နော်ဖူမီရှိခုဖူမီရှိခုစပြီးတော့ယူပေးပါ1 2 3 4 5 6 7 8 9 10ချ ခွန်ရှိခုရပြီနော်ဖူမိရှိခုယူပြီးသွားပြီဆိုလို့ရှိရင်ပထမအဦးဆုံးမြတ်ဖူမိကိုမထိုးဘူးဒုတိယမြတ်ဖူမိကနေစပြီးတော့ထိုးပါမယ်ဒုတိယမြတ်ဖူဖူမိမှာတိုင်တူထိုးမယ်ထိုးလိုက်ပြီးတပေါက်ထဲမှာ၃နိုင်ထိုးမယ်အမဒီမှာထိုးလိုက်ပြီးတတိုင်းတိုင်တူထိုးတွေ့တယ်နော်အသင်္นานသူတွေအကုန်လုံးတတိုင်းရပြီးပြီးွားရင်ဒီအပေါက်ထဲမှာပဲတပေါက်ထဲမှာနော်၃နိုင်ထိုးမှာဖြစ်တဲ့အတွက်ဒီပေါက်ထဲမှာနောက်ထပ်၂တိုင်ထပ်ထိုးမယ်၃နိုင်ယူမှာ၂တိုင် ပြီးနောက်ထပ်တစ်ခါတထိုင်၃ຫນိုင်တပေါက်ထဲမှာ၃ຫນိုင်ထိုးလိုက်တယ်၃ຫນိုင်ထိုးပြီးသွားပြီဆိုရင်ကျန်တဲ့အပေါက်တွေကြတော့တပေါက်ကိုတထိုင်စီထိုးပါမယ်နောက်ဆုံးပေါက်ကြလို့ရှိရင်ဒီထိတ်မှလို့ပဲတပေါက်ထဲ၃ຫນိုင်ပြန်ထိုးမယ်ဟိုဘက်ထိတ်မှတပေါက်ထဲ၃ຫນိုင်ဒီဘက်ထိတ်မှတပေါက်ထဲ၃ຫນိုင်အလဲမားကြတော့တပေါက်ကိုတထိုင်စီထိုးရမယ်နော် သဘောမပေါက်မှာဆိုလို့ရှင်းပြမယ်နော်ဖူမီကိုရှစ်ခွယူလိုက်တယ်အမားတို့ရှစ်ခွယူတာဖူမီရဲ့တင်ဂီတာနော်ဖူမီကိုတင်ဂီတာနဲ့ဒိုင်ဂရမ်ပက်တန်နဲ့ပြမယ်ဆိုဒီလိုမျိုးလေးတွေပြတယ်ရှစ်ခွယူပြီးရှစ်ခွမြောက်ကမထိုးဘူးခုနှစ်ခွမြောက်ကစထိုးတာဖြစ်တဲ့အတွက်ဖူမီအားလုံးခုနှစ်ခွပဲအမားတို့သုံးရမယ်ဒီမှာခုနှစ်ခွခုနှစ်ခွမှာပထမဦးဆုံးမြတ်အပေါက်မှာတပေါက်ထဲမှာတိုက်တူသုံးနိုင်ထိုးလို့ပြောတာလေတိုက်တူရဲ့တင်ဂီတာသည်ဒီလိုကြက်ချစ်ကက်လေးတတိုင်းတပေါက်ထဲမှာ၃နိုင်ထိုးလို့ပြောတာเนาะအဲ့တော့ဒီထိတ်ဆုပ်အပေါက်တစ်ပေါက်မှာ တပေါက်ထဲကို၃နိုင်ထိုးလိုက်ပြီးပြီးဒီဘက်ထိတ်မှလည်းတပေါက်ထဲကိုအမ၃နိုင်ထိုးမှာဟိုဘက်ထိတ်နဲ့ဒီဘက်ထိတ်ကိုဖူမီယာအလုံးပေါင်း9ခုဝဲ၃ဝါးမှာ9ခုမှာဟိုဘက်ထိတ်ဒီဘက်ထိတ်တပေါက်၃နိုင်ရင်စီထိုးရဲဆိုရင်အလယ်မှာကြတော့ဖူမီ9ခုကျင်မယ်အဲ9ခုကြတော့တပေါက်တစ်တိုင်စီထိုးမှာနော်အဲ့လိုမျိုးထိုးသွားပါမယ်ထိုးပြီးသွားပြီဆိုလို့ရှိရင်ပြန်ပြီးတော့ပြပေးမယ်နော် ဒီမှာတပေါက်ထဲ၃နိုင်ထိုးလိုက်တယ်ထိုးပြီးသွားပြီဆိုလို့ရှိရင်တပေါက်တစ်တိုင်းစီဟိုဘက်ရအောင်ထိုးတော့မယ်တဲ့နဲသုံး နောက်ဆုံးပေါက်ကိုရောက်ပြီနောက်ဆုံးပေါက်ကြတော့တပေါက်ထဲမှာ၃နိုင်ထုံးမယ်ဒီဘက်ထိတ်မှလိုမျိုးလေနော်ကျေနဲ့တော့အဲ့ဆိုရင်ဒီဘက်တချမ်းပြီးသွားပြီတချမ်းပြီးသွားပြီဆိုလို့ရှိရင်အခုဒီမှာအမတို့ဒီဘက်အောက်ချမ်းကိုလည်းတစ်ခါပြန်လာထိုးမယ်တပေါက်တစ်တိုင်စီထိုးသွားမယ် တပောက်ဒရိုက်တိုင်းထိုးရမယ်အတော့ခုနပြောတယ်လို့ပဲအလဲက9တိုင်ကိုတပောက်ဒရိုက်တိုင်းစီထိုးရမယ်ဒီကျိုးစာလေးကြတော့ထိုးရင်းနဲ့တခါတည်းထည့်သိမ်းရမယ်နော်ဒီမှာစီစံမြေနှစ်ချမ်းရှိတာလေအောက်ဘက်အချမ်းလေးကိုယူပြီးတော့ထိုးရတာနော်ဒီနဲ့သုံးနေအနောက်ကကျိုးစာလေးလည်းတခါတည်းဖျောက်ပြီးသားဖြစ်သွား ငါအဲ့ဆိုရင်တထမ်းပြီးသွားပြီเนาะအဲ့ဆိုရင်အောက်ဘက်တထမ်းပြီးသွားပြီပက်တန်နဲ့ပြန်ပြောပြမယ်เนาะအမတို့အခုဒီမှာခုနထိုးရတဲ့ဟာဒါအခုဒီအပေါ်ထိုးလာတဲ့ဟိုဘက်ထိပ်၃နိုင်အလဲမားကြတော့ဘောက်တိုင်း၅တိုင်းဒီဘက်ထိပ်မှာ၃နိုင်ပြီးအောက်ဘက်ကအချမ်းအောင်လဲဒီလိုထိုးလာတာပတ်ပြီးတော့ထိုးလာတာเนาะအခုထိုးလာတာကြီးထိရောက်သွားပြီ ဒီလိုပြီးသွားပြီပြီးသွားဆိုအခုဒုတိယလိုင်းထိုးမယ်ဒုတိယလိုင်းထိုးမယ်ဆိုအခုဒီမှာပထမဦးဆုံးပေါက်မှာတပောက်တည်း၃နိုင်ထိုးထားတဲ့ခါရှိရနော်ဒီ၃နိုင်ပုံမှာတပောက်ကိုနှစ်တိုင်စီပြန်ထိုးမယ်တိုင်ပွားပြန်ထိုးမယ်နော်ဒီတပောက်မှာနှစ်တိုင်ထားအခုဒီတပောက်မှာလည်းနှစ်တိုင်ဒီတပောက်မှာလည်းနှစ်တိုင်ဒီလိုမျိုးထိုးွားပါမယ်เนาะဒါတိုင်ပွားရဲ့တင်ငိဒ်ဒီလိုမျိုးလေး အမတင်နိုင်သူတွေတော့သိပါလိမ့်မယ်နော်တိုင်ပွားကြတော့ဟိုဒီမှာအပေါက်တစ်ပေါက်ထဲမှာနှစ်တိုင်းစောက်ဖို့ဖြစ်နေမှာဆိုလို့တိုင်ပွားရဲ့တင်ငေးဒါကြတော့ဒီလိုမျိုးပါနော်အခုဒီလိုမျိုးအထဲမှာမှကြချီကက်ကလေးအဲ့ဒါတစ်ပေါက်ထဲမှာနှစ်တိုင်းထိုးခိုင်းတာဒီတင်ငေးဒါနော်အဲ့တော့ဒီဘက်ထိတ်က၃နိုင်မှာတစ်ပေါက်မှာဒီမှာနှစ်တိုင်းနှစ်တိုင်းနှစ်တိုင်းထိုးမယ်ဒီဘက်ထိတ်မှာလည်းအဲ့လိုပဲ၃နိုင်တစ်ပေါက်ထဲ၃နိုင်ထိုးရတယ်အဲ့ဒီမှာလည်းဒီအပေါက်မှာနှစ်တိုင်းနှစ်တိုင်းနှစ်တိုင်းစီထိုးမယ်အလဲကကြတော့တစ်ပေါက်တစ်တိုင်းစီပဲနော်ပြန်လာမှာ အဲ့ဒါထုတ်ပြမယ်။ငူတာတစ်ပတ်ပြည့်သွားပြီဆိုလို့ရှိရင်ငူတစ်ပောက်ထဲမှာ၃နိုင်သေးထုတ်မယ်။တစ်ပောက်ကိုနှစ်တိုင်စီထုတ်မယ်။မှတစ်တိုင်နှစ်တိုင်နှစ်တိုင်ထုတ်ပြီးနောက်တစ်ပောက်မှာလည်းအဲ့လိုပဲတတိုင်းနှစ်တိုင်းနောက်ထပ်တစ်ပောက်မှလည်းအဲ့လိုပဲ တစ်ပေါက်ထဲမှာနှစ်တိုင်ပြီးတော့ပြီဆိုလို့ရှိရင်ဂျားထဲမှာကြတော့တစ်ပေါက်တစ်တိုင်၅တိုင်လာမယ်သုံးနေ၅တိုင်၅တိုင်ပြီးတော့ပြီဆိုလို့ရှိရင်ပြီးတော့ရင်ဟိုဘက်ထိပ်မှာကြတော့တစ်ပေါက်ကို နှစ်တိုင်စီသုံးခါထိုးမယ်တတိုင်နှစ်တိုင်တစ်ခါထိုးလိုက်ပြီเนาะနောက်တစ်ပတ်မှလည်းအဲ့လိုပဲတတိုင်နှစ်တိုင်နှစ်ခါရှိပြီနောက်ထပ်တစ်ပတ်မှလည်းနှစ်တိုင်ထိုးမယ်တတိုင်နှစ်တိုင်အဲ့ဆိုရပြီအဲ့ဒါပြီးကြားတဲ့ဟာကြတော့ခုနလိုပဲတစ်ပတ်တစ်တိုင်ငါးတိုင်ထိုးမယ်ကျေ အဲ့ဒါဆိုရင်တပတ်ပြည့်သွားပြီတပတ်ပြည့်သွားပြီဆိုရင်အခုဒါလေးကိုလေအစားတက်ပြီးတော့ဖြတ်လိုက်လဲရတယ်เนาะတော်တော်များဟိုဒီလိုမျိုးဒါလေးကိုအစားတက်ပြီးဖြတ်လိုက်တဲ့သူလည်းရှိတယ်အအမကြတော့မဖြတ်သေးပဲနဲ့အခုဒီဒီအလှခေါ်တာလေးပါပြပေးမယ်เนาะအစားတက်ပြီးဖြတ်လိုက်ရင်အခုဒါပြီးသွားပြီဒါကြတော့ခြီဖြူလေးနဲ့မှလိုက်ပြီးပုံခေါ်ရတာเนาะအခုအဲ့လိုမဟုတ်ပဲနဲ့နောက်ထပ်အဲ့ဒီလှိုင်းလေးခေါ်တာလေးကိုပြပေးမယ်เนาะ အယောင်ပြောင်းနိုင်ပုံထားတယ်အယောင်ပြောင်းနိုင်မယ်အဲဒါပို့ပေါ်တယ်ရှက်ကော်လေးတွေနဲ့ထိုးရမယ်အပေါ်ကနေရှက်ကော်ထိုးတာတည်တယ်နော်မတင်နေသူတွေအခုဒီမှာပေါက်သေးကိုထည့်ချီကိုနှမ်းယူယူလာတဲ့ချီကိုဒီပချောင်းတစ်ခါတည်းတန်းပြီးတော့ထွက်လိုက်တာအဲ့ဒါရှက်ကော်ထိုးတာနော်အဲ့ဒီအတိုင်းတပတ်အပြည့်ထိုးရပါမယ်အဲ့ဒါဆိုရင် तू ကအပေါ်မှာစစ်ဆန်မီးပုံအဝိုင်းလေးလာပေါ်နေတယ် အဲဆိုလို့ရှိရင်ပုံထွက်လေးနဲ့ပူလှပါရတယ်အနာလေးကိုလိုက်တဲ့ပုံစံလေးနေမျိုးပေါ်သွားပြီးတော့လေဒီဗီဒီယိုကိုကြည့်တဲ့အခါကျလို့ရှိရင်သင်ငန်းဆောင်အစနဲ့အဆုံးထိတင်နာပြီးရတဲ့သူကလူလည်းကူကူကြည့်တတ်တယ်အိုအမမတင်ပေးတော့မှထိုးတက်ပါတယ်သင်ငန်းကန်းစာအစရင်အဆုံးထိကြည်ထားတဲ့သူကလေတကယ်လို့ခုမှစပြီးတင်နေသူကတော့ဒီဗီဒီယိုကြည့်ရင်သဘောပေါက်ချင်မှပေါက်မှာနော်ပေါက်ဖို့သိမ့်မလွယ်ဘူးခြီးရလေအသေးလေးဖြစ်နေတဲ့ခါကျတော့ကြည်ရတာနည်းနည်းခန့်ရင်ခတ်နေလိမ့်မယ် အားကြောင့်တိတ်ပြီးသဘောမပေါက်သေးဘူးဖြစ်နေတယ်ဆိုလို့ရှိရင်လည်းတင်ငန်းစာဗီဒီယိုအိတ်ထိုးတာလေးတွေကိုအရင်ပြောက်လိုက်ထိုးစေခြင်းနဲ့အယုတ်ထိုးတဲ့သူကလည်းအယုတ်ပေါ့နော်အဲ့လိုပြောက်အရင်လိုက်ထိုးပြီးသွားပြီဆိုလို့ရှိရင်တော့သဘောပေါက်ပါတယ်ဒီဟာလေးတွေကိုသုံးမွေးအိတ်မျိုးစုံထိုးနေတဲ့နန်းနဲ့သုံးမွေးအယုတ်ထိုးတဲ့နန်းကိုတတ်ထားတဲ့သူကဒီဗီဒီယိုကိုလှလဲကူကူကြည့်တတ်တယ်အမထိုးတာကိုမတင်ပြီးတော့မှလည်းလှုပ်တတ်ပါတယ်နော် တပတ်ပြည့်သွားပြီဆိုရင်ခုဒီမှာဒီလိုမျိုးလေးဖြစ်သွားမယ်เนาะဒီလိုဖြစ်သွားပြီဆိုလို့ရှိရင်အစတတ်တော့မယ်ချီအစတတ်လိုက်ပြီညှက်လိုက်ပြီညှက်ပြီးသွားရင်ခုဒီမှာဒီချီလေးကိုခုဒီမှာเนาะညှက်လိုက်တယ်เนาะညှက်လိုက်တဲ့ဟာလေးဆွဲထုတ်မယ်အပြင် ကျိုးအတူလေးပဲဖြတ်ရင်လည်းရတယ်เนาะအမှနည်းနည်းရှည်ဖြတ်ထားတယ်။ဒါဆိုဒီချီအဖြူနဲ့ပြီးမှအတွင်းထဲမှာဒီလိုပုံဖော်တာလေးပါပြချင်းတို့ကိုကပုံမဖော်ဘူးပြောင်မဲထားမယ်ဆိုလို့ရှိရင်ဒီချီကိုအရှိချမ်းပြီးဖြတ်เสียရမလို့เนาะပြောင်မဲထားမယ်ဒါမှမဟုတ်လို့ရှိရင်လည်းတခြားဟာလေးကတ်မယ်လို့စိတ်ကူးတယ်ဆိုလို့ရှိရင်နည်းမဆိုရင်အခုဒီမှာဒီလိုမျိုးလေးเนาะအဲ့လိုဖြစ်နေတဲ့ဟာလေးကိုမှအခုဒီအစ ုစားခဲ့တဲ့နေရာလေးရဲ့တစ္ဆန်မီဒီမှာနှစ်ချမ်းလုံးအောက်ကနေဒီမှာဒါအစားဖြောက်တဲ့အလေးနဲ့နော်ခြီးလေးကိုထည့်ပြီးတော့မှဒီလိုလာမယ်ဆွတ်ထုတ်နိုင်ဒီလိုဖြစ်သွားရင်နော်အဲ့ဒီဟာအောင်မှအခုဒီမှာညံလာမသိဘူးနော်ဒီဘက်ချမ်းတစ္ဆန်မီလေးဒီအပေါက်လေးထဲကိုလာပြီးတော့ထည့်မယ်အဲ့ဒါအဆုံးတက်ပြီးသားလည်းဖြစ်သွားမယ်။ကြည်စံမီလေးတွေရဲ့ပုံစံလေးကလည်းအခုဒီမှာပေါ်နေတယ်လို့မျိုးပဲအဆုံးတက်မှလည်းလှလှပပတဲ့ပုံစံနဲ့ညီညီညာလေးပေါ်နေနေမယ်။ အဆုံးလို့ရှိရင်ဒီမှာဒီလေးဖြစ်သွားရတယ်လားအဆုံးတတ်ထားတာလည်းလည်းရတက်ရက်တဲ့မတိရဘူးအလိုမျိုးလေးဖြစ်သွားပြီဒါဆိုရပြီရပြီဆိုလို့ရှိရင်အနောက်မှာပုံနေသေးတဲ့ကျိုးအဆတွေရှိတယ်အခုအဲ့ဒီကျိုးအဆလေးတွေကြတော့ခါတိုင်းလို့တော့အနောက်ဘက်မှာအဆဖြောက်မယ်အဆတက်လိုက်ပြီးွားရင်ရပြီနော်အနောက်ဘက်မှာခြေလေးအဆဖြောက်မှာအနောက်ဘက်မှာခြေလေးတွေကိုထိုးထည့်လိုက်တယ်ထိုးထည့်ပြီးပိုတဲ့ဟာလေးတွေကိုညှပ်ထုတ်လိုက်မယ်ဒီခြေအဖြူအရှည်ရအမ အတွင်းထဲမှာပုံဖော်မှုလို့ခြံခဲ့တာเนาะတကယ်လို့ပုံမပေါ်ဒါလေးပဲထားမယ်ဖြောင်လေးပဲကြိုက်တယ်ဆိုရင်เนาะဒါလည်းညှက်ပြီးဖြတ်နိုင်ရပြီပုံဖော်တာကိုမတိဘူးဖြစ်မှာဆိုလို့ပြမယ်เนาะအခုအဲ့ဒါပြီးသွားပြီဆိုရင်အခုအတွင်းထဲပုံဖော်တာလေးကဒီချီနဲ့ပဲเนาะဒါလေးလောက်တာကွက်ကိုအထဲမှာအလုံးလေးတွေလောက်တဲ့သူလည်းရှိတယ်ကိုကြိုက်တဲ့ပုံတွေလောက်လို့ရတယ်เนาะဒီချီနဲ့ပဲပြန်ပြီးတော့အခုဒီမှာ ကိုကြိုက်တဲ့ပုံပေါ်လို့ရကျစ်စံမီအင်းကြက်ကြက်ချီကပုံလေးတွေပဲလှုပ်လှုပ်ဒီလိုတစောင်းလေးပဲဆွဆွဲတဲ့ပဲဆွဆွဲเนาะကြိုက်တဲ့ပုံလေးခေါ်ပါ ready made လေးတွေပန်းမွင့်လေးတွေလို့အအလုံးလေးတွေမွေးပေါ်အလုံးလေးတွေရောင်းတာတွေလည်းရှိရည်ဒီအဲ့ဒါမျိုးလေးတွေတုံးလေးလှတယ်เนาะပုံမှာတကယ်လို့အဆအဆုံးဟမ်းမိတ်ပဲကြိုက်တဲ့ဆိုလို့ရှိရင်เนาะအခုလို့တလူလေးလို့ပြီးရင်အပေါ်မှာ ပန်းမွင့်လေးတွေထိုးတက်တဲ့ဆိုရင်ပန်းမွင့်လေးတွေလည်းထိုးပြီးတော့ကတ်လို့ရတယ်နော်ကိုကြိုက်တဲ့ဟာကိုတုံးသွားလို့ရတယ်။အဲဆိုရပြီ။ဒါဆိုခါနိုင်လို့တို့လို့ပဲဒါအောင်လည်းအနောက်ဘက်မှာခြေအစားဖြောက်ပြီးဖြတ်လိုက်ပြီးသွားပြီ။အနောက်မှာပြီးမှအစားနဲ့ကတ်အောင်မှာဆိုတော့ပြဿနာမရှိဘူးကြိုက်တဲ့တုံးအစားထားပြီးညှက်လို့ရတယ်။ဒါဆိုရင်ဒီလိုပုံလေးဖြစ်သွားပြီ။နော်အဲ့ဒီဟာလေးကိုမှအခုကလစ်ကလေးတတ်တော့မယ်။ကလစ်တက်ဖို့ပဲကြံပြီ။ ကလစ်တက်မယ်ဆိုလို့ရှိရင်အခုအမမဒီကလစ်ပဲရှိလို့ဒါနဲ့ပဲပြသွားမယ်နော်ဟိုတခြားကလစ်သုံးလဲရရနော်တခြားကလစ်ဆိုတာလေဘယ်လိုခေါ်ကြလဲမသိဘဲကကလစ်လို့ခေါ်လားမသိအဲ့ဒါလေးသုံးလဲရတယ်အခုဒီမှာဒါဖက်အဆဖက်အဆကိုဒါလေးနဲ့တိုင်းပြီးတော့ညှက်ထားလိုက်ပေါ့နော်အနောက်မှာဒါလာသုံးမှာမို့လို့အဝိုင်းလေးညှက်လိုက်တယ်ဖက်အဆတော့အပြော့စာအမာစာအသားတွေမျိုးစုံလာတယ်ဈေးအသက်သားဆုံးအဆအဝေးဝယ်ပြီးသုံးလို့ရတယ်နော်ကလစ်မှာလုံးမဲ့ဆိုရင်နိကလစ်ကကြတော့ဟိုကိုက အနောက်မှာအခန်းအနေနဲ့၃လလောက်ပဲဆိုတော့အစမကောင်းတဲ့အရေးမကြည့်ဘူးအမကတော့ဒီမှာအပျော့စားတွေပဲရှိတော့အပျော့သုံးရတဲ့ဒါအစကောင်းတဲ့ခါကျတော့သစေးများတယ်ကို order လုပ်ရင်မကိုက်ပဲနေမှာစုလို့ကိုကကိုသုံးရင်အစတိတ်မကောင်းတော့သုံးလို့ရတယ်ဒီဒီယာလေးကိုကလစ်ထဲပို့အတွက်အခုဒီမှာညှက်လိုက်မယ်ဒီခါလေးအရင်ညှက်ထားရတယ်နော်အဝိုင်းလေးရင်ညှက်ညှက်ပြီးသွားပြီဆိုတော့မှကလစ်ကလေးထဲပို့အတွက်ကိုဒီလိုခောက်ပြီးတော့အပေါက်ကလေးတေးသေးလေးတစုံလေးမညက်ပြုတ်ဘူးနော်နည်းနည်းလေးလောက်ပဲဒီမှာတွေ့လားဒီလိုမျိုးလေး အပေါက်ကလေးဖြစ်သွားပြီအဲ့ဒီအပေါက်ကလေးတွေကိုဒီကလစ်ကလေးထည့်မယ်အခြားကလစ်ဆိုရင်လည်းဒီလိုပဲထည့်ရတယ်နော်ထည့်ထည့်ပြီးသွားပြီဆိုလို့ရှိရင်အခုဒီမှာဒါလေးရသွားပြီဆိုတော့မှအခုသူ့ကိုကော်ကန်းနဲ့တုံးရမယ်ဒါလေးကိုလှမ်းပြီးတော့ဒါလေးအရင်ကော်နဲ့နည်းနည်းလေးထိန်းလိုက်အာစရပြီကော်ကန်းကိုတုံးရတယ်နော်အဲ့ဒါပြီးသွားပြီဆိုလို့ရှိရင်သူ့ကိုဒီပေါ်မှာ 哦，你，你你比我比谁？我提宝马拉开来了。အဆိုရင်ခုနအနောက်ဘက်မှာခြေအစဖြောက်ထားတဲ့ဟာလေးတွေလည်းပျောက်သွားတယ်။ကလစ်လည်းကပ်ပြီးသားဖြစ်သွားပြီ။အဆိုဒီလိုမျိုးလေးဖြစ်သွားပြီ။ကဲဒါဆိုပြီးသွားပြီ။နော်ညံလာတယ်ချစ်ဖို့လည်းအရင်ကောင်းတယ်အခု order တွေလည်းအရင်ရကြတယ်ဒီကလစ်ကလေးတွေအရင်ခစားနေလို့အဲ့ဒါလေးပြပေးတာပါ။ ကဲဒါဆိုပြီးသွားပါပြီဒါအဟိုတိုင်တုံနဲ့ထိုးပြသွားတယ်တိုင်လက်နဲ့ထိုးလဲရတယ်နော်တိုင်ရှီနဲ့ထိုးလဲရပါတယ်ကိုညံရှိတလို့အမျိုးမျိုးလောက်ွားလို့ရရတယ်နော်လိုက်ပြီးတော့ထိုးမယ်အိမ်စာပြပေးမယ်ဆိုလို့ဗီဒီယိုဖိုင်လေးတင်ပေးထားတယ်နော်ပြီးအိမ်စာလေးတွေပြပေးစီခြင်းပါတယ်အားလုံးပဲအဆင်ပြေကြပါစေရှင်